မင်္ဂလာမနက်ခင်းပါရှင်နေပြည်တော်မူလီဝတနယ်ဇလဗေဒာညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်အောက်တိုဘာလ30ရက်နေ့မနက်9:00နာရီအချိန်ထုတ်ပြန်တဲ့မူလီဝတသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့မနက်6:00နာရီခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အနေအဆုံပူချိန်များမှာ နေပြည်တော်မှာ24ဒီဂရီဆယ်စီယပ်စ်85ဒီဂရီဖာရင်ဟိုက်ရန်ကုန်မြို့မှာ26ဒီဂရီဆယ်စီယပ်စ်89ဒီဂရီဖာရင်ဟိုက်နဲ့မန္တလေးမြို့မှာ24ဒီဂရီဆယ်စီယပ်စ်85ဒီဂရီဖာရင်ဟိုက်တို့ဖြစ်ကြပါတယ်ဒီကနေ့မနက်6နာရီခွဲအချိန်မိုးလေဝသကြိုးမှုမှာဖဲ့ဝင်ရရှိတဲ့ပုံအရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာတည်ရင်တည်ရင်မှာတည်ထူထန်နေပြီကျန်ဘင်္ဂလားပင်လယ်အော်မှာတည်အနေငယ်ဖြစ်ထွန်းနေပါတယ် မြန်မာနိုင်ငံပေါ်မှာကတော့အေယာဝရီတဒေတာကြီးရန်ကုန်တဒေတာကြီးနဲ့တနင်္သာရီတဒေတာကြီးတို့မှာမိုးထိန်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးထိန်တောင်များရွေ့လျားနေရတဲ့ချောင်းမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထိချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရဲ့အကြံပြုအပ်ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှာတိမ်တူထက်နေပြီးကြံတားဒေသကြီးနယ်ပြည်နယ်များမှာတိမ်နေငယ်မှာတိမ်တင်တင်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်မြန်မာပင်လယ်ပြင်မှာမြန်မာကဲရန်တချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းတင်တင်မှာလှိုင်းကြီးနိုင်ပါတယ်မိုးတက်လေပြင်းကြစဉ်ရေပြင်းပြင်းလေးညတနအီကို25မိုင်မှ မိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြင်မှာ မြမကဲရတဲ့တခြားနယ်ကဲလွန်ပင်လေဒီတို့မှာခုနှစ်ပေမှ၉ပေကဲရှိနိုင်ပါတယ်ဒီကနေ့ညနေထိခမန်းချက်များအနေနဲ့ကတော့ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးစကန်းတဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနယ်ကယားပြည်နယ်တို့မှာတိမ်တိမ်တင်ဖြစ်ထွန်းပါမယ်တနင်္သာရီတဒေသကြီးမှာနေရအနှံပြကချင်ပြည်နယ်အေယာဝတီတဒေသကြီးနယ်ရန်ကုန်တဒေသကြီးတို့မှာနေရကျကျနယ် စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရှင်ပြည်နယ်မန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်နေပြည်တော်နဲ့အနီတဝိုင်းတွင်ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေ ခံမှန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။အမြင့်ဆုံးပူချိန်မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ ရန်ကုန်မြို့နယ်အနီတဝိုက်တွင်ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။အမြင့်ဆုံးပူချိန်မှာ33ဒီဂရီဆယ်စီယပ်67ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်အနီတဝိုက်တွင်ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။အမြင့်ဆုံးပူချိန်မှာ36ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ နောက်နေ့ရက်အတွက်ခမ်းမန်းချက်များအနေနဲ့ကတော့အေယာဝတီတဒေတာကြီးရေကုန်တဒေတာကြီးဘကုတဒေတာကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတဒေတာကြီးတို့မှာနေရာကျဲကျဲမှာနေရာဆဲဆဲမူးထစ်ချုံရွာနိုင်ပါတယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီအချိန်ထုတ်ပြန်တဲ့မိုးလေဝသတိများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအကျမ်းမှချမ်းသာကြပါစေရှင်။